ားအားလုံးမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်ဒီကနေ့2025ခုနှစ်ဇော်လ15ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်ကြကြပါလို့နှုတ်ခွန်းဆက်သပါရယ်ခင်ဗျာအဲ့တော့ဒီကနေ့ညမှာထူးထူးခြားခြားတွေ့ရတဲ့သတင်းတွေထဲမှာဆိုရင်ရခိုင်ပြည်နယ်ကြောက်ဖြူကတိုက်ပွဲအခြေအနေပါအဲ့တော့ကြောက်ဖြူကတိုက်ပွဲအခြေအနေကတော့အရင်ရက်တွေမှာလည်းသတင်းတက်တက်ကြားရသလိုတိုက်ပွဲပြင်းထန်တယ်လို့ကြားရပေမဲ့အခုညတော့ပိုပြီးတော့တိတိကျကျတိလာရတာက ကျောက်ပြမှာရှိတဲ့ဂျပန်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေက40လောက်လက်နက်ချတယ်လို့သိရတယ်။ရာကနန်းဝင်းကျင်လည်းတေဆုံးတယ်လို့စစ်ရေးသတင်းမြစ်တွေကပြောကြတယ်။အဲ့တော့ကျွန်တော်တို့ဒီကနေ့ညချမ်းမှာတော့ဒီသတင်းနဲ့စတင်ရအောင်ပါ။အရခတ်တော်အေအေရဲ့ထိုးစစ်ကြောင့်တရုတ်စီမံကိန်းတွေတရှိတဲ့ရခိုင်ပြည်နယ်ဒီကျောက်ပြမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ရှုံးကောင်စီဘက်ကရာနယ်ချီတေဆုံးမှုတွေရှိနေကြောင်းစစ်ရေးသတင်းမြစ်တွေကပြောပါရခင်ဗျာ။ဂျော်လာ14ရက်နေ့အထိစစ်ရှုံးကောင်စီဘက်က လက်နက်ချအလင်းဝင်ရောက်လာသူ40နီးပါးရှိနေပြီးတိုက်ပွဲတွင်မှာဆက်ရှုံးကောင်စီဘက်က100နီးပါးတေဆုံးမှုရှိကြောင်းကြောက်ဖြူစီရေးသတင်းမြစ်ကပြောပြပါတယ်တိုက်ပွဲကကြောက်ဖြူအမှတ်32ရဲ့တက်ရင်ကိုဒီရဲတက်ရင်ကို A ဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ဒိုက်ဘက်ကအရန်ပြင်းထန်နေတယ်။ A ဘက်ကလည်းအလုံးရင်းနဲ့ဝင်တိုက်နေတာပါ။၁၄ရက်နေ့အထိစစ်ရှုံးကောင်စီတပ်သား40လောက်ရှိပြီးလက်နက်ချအလင်းဝင်လာတာပါ။ဘုံမှုအဆင့်ထိပါပါတယ်။အလင်းဝင်ရောက်သူဖမ်းဆီးရမိသူတွေက စစ်မှုထမ်းလူငယ်တွေများတယ်ဆိုပြီးကြောက်ဖြူစီရေးသတင်းမြစ်ကအခြေအနေသေးစိတ်ကိုပြောပြပါပါတယ်။အဲကြောက်ဖြူအမှတ်30နှစ်ရဲတရင်ကိုဂျော်လာဒီလာစားပိုင်းကနေစပြီးအရက်ခတက်တော်အေကထိုးစစ်စင်တိုက်ခိုက်နေပြီးဒီလက်ရှိချိန်ထိတော့အဲ့ဒီရဲတရင်ကိုအေအေကလက်နက်ကြီးတွေနဲ့ထိုးစစ်စင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းသတင်းရမြစ်ကဆက်ပြီးတော့ပြောပါတယ်။အရက်ခတက်တော်အေကထိုးစစ်စင်တိုက်ခိုက်မှုကြောင့်အမှတ်30နှစ်ရဲတရင်ကအချုပ်ခန်းခမ်းမဆောင်နားနေဆောင် တိပိကန်းတဲ့စေချုံးကောင်စီမိသားစုတွေနေထိုင်ရာအဆောက်အုံတွေကိုကြားရောက်ပောက်ကွဲပျက်စီးမှုတွေလည်းရှိကြောင်းသတင်းရမြစ်ကပြောပြပါဗါးမိလာ30ရက်နေ့နဲ့ဇွန်လဆမ်းပိုင်းမှာစေချုံးကောင်စီတပ်ကလေချောင်းနဲ့ရေချောင်းဒီတင်းမော့ကနေတဆင့်လက်နက်ခဲယမ်းတွေအပါအဝင်စေချုံးကောင်စီတပ်သားယာနဲ့ချီပြီးတော့ပို့ဆောင်ပေးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်လက်ရှိမှာတော့စေချုံးကောင်စီအခြေစိုက်ထားတဲ့ဂုံးကျင်ကျေးွာကဒီခမရ942ခမရ943တရင်တွေကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးစစ်သမောတွေကလည်းပစ်ကူတွေပေးနေတယ်လို့သိရပါတယ်ခင်ဗျာတိုက်ပွဲကအတော်အပြင်းထန်နေတာပါအမှတ်30နှစ်ရဲတပ်ရင်းကအချုပ်ခန်းခမ်းမဆောင်ဓာတ်နေဆောင်စေးပေးကန်းတွေအကုန်ပျက်စီးနေပြီးဒီလက်နက်ကြီးတွေနဲ့လည်းတောက်လျှောက်ပစ်တယ်ဒီစစ်သမောတွေကလည်းတောက်လျှောက်ပစ်ကူပေးနေတယ်ဆိုပြီးတော့တိုက်ပွဲအခြေအနေသိစိတ်ကိုလည်းနောက်ထပ်သတင်းမြစ်တူကရှင်းပြပါတယ်ကြောက်ပြူမှာဖြစ်ပွားနေတဲ့စစ်ရှုံးကောင်စီနဲ့အရက်ခတက်တော် AA တိုက်ပွဲတွင်မှာစစ်မှုထမ်းခေါ်ယူခံရတဲ့ဗျိုင်းပြူရွာသား ဒီ40ကျော်ကဂျော်လာပထမပတ်လောက်တည်းကထားပြီးတော့အေးပထမပတ်လောက်တည်းကစပြီးတော့အေးထံကိုလာရောက်ပြီးတော့ပူပေါင်းခဲ့တယ်လို့လည်းသိရပါတယ်။အဲတော့ကြောက်ဖြူမျိုးအနီးမှာဆစ်ရှုံးကောင်စီတက်တဲ့အားရခတက်တော့အေးတို့အကြောင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးဆစ်ရှုံးကောင်စီရဲ့စခန်း၃ခုထပ်မင်းဲကိုသိမ်းပိုက်ရရှိထားကနောက်ဆုံးသတင်းအရတော့ဆစ်ရှုံးကောင်စီတပ်ဘက်ကတက်ရင်လိုက်ဒီအလင်းဝင်ရောက်မှုတွေလည်းရှိတယ်ဆိုပြီးတော့သိရှိရပါတယ်ခင်ဗျာ။အမှတ်32ရဲတပ်ရဲ့အနီးကဒီနမ်းဘဲတောင်စခန်း စရှုံးကောင်စီတက်စခန်းနဲ့ဒီလိတ်ခမော်စခန်းတို့ကိုအေအေကတင်ပိုက်ထားပြီးအဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာစရှုံးကောင်စီရဲ့တိုင်းစစ်ဦးစီးမှုဒီပထမတန်းဒုတိယဗိုလ်မှူးကြီးအပါဝင် စစ်တုံးမှန်15ဦးကိုအေအေကအရှင်ဖမ်းမိနိုင်ခဲ့ပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ရခိုင်ပြည်နယ်မှာကြံရှိနေတဲ့မြို့နယ်၃မြို့တဲ့၃မြို့ထဲကမြို့၃မြို့တဲ့ကကြောက်ဖြူမြို့ရဲ့တိုက်ပွဲခြေနေပါကြောက်ဖြူမှာဆိုရင်တော့အလုံးသိရှိပြီးဖြစ်တဲ့အတိုင်းတရုတ်ရဲ့စီမံကိန်းများစွာလည်းရှိတဲ့မြို့ပါအဲ့တော့ တောက်ကြောက်ပြူကိုထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေခြင်းဟာအာရကတက်တော့အေးအေးအနေနဲ့ဗိုလ်ချုပ်ထိုးမြနိုင်တို့အနေနဲ့အနေနဲ့အကြမ်းဆရှုံးကောင်စီမင်းအွန်လိုင်းနဲ့အတူတရုတ်ကပါစိန်ခေါ်လိုက်တဲ့စိန်ခေါ်ပြီးတော့တိုက်ပွဲဝင်လိုက်တဲ့တိုက်ပွဲအကြောင်းအရာဖြစ်ပါတယ်အဲ့တော့တရုတ်ရဲ့ PR ပေးမှုတွေတရုတ်ရဲ့ရှေ့လျှောက်ပြီးတော့လုံမဲ့လုံဆောင်ချက်တွေကိုလည်းခြေလှမ်းတွေကိုလည်းစောင့်ကြည့်ရပါပါဗိုလ်ချုပ်ထိုးမြနိုင်တို့ဘက်ကတော့မင်းအွန်လိုင်းနဲ့မကသူပထွေးတရုတ်ကြီးကိုပါ ထဲစိန်ခေါ်ပြီးတော့တိုက်ပွဲဝင်လိုက်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ရက်မှာသတင်းကောင်းတွေကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ကြားရပွဲရှိနေပါသေးတယ်ဒါကတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့တွေ့မြင်ရတဲ့သတင်းတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်အရေးကြီးတဲ့သတင်းတစ်ပုဒ်ကတော့အမေစုရဲ့လာမဲ့ဒီဂျွန်လာ19ရက်နေ့မှာကြာရောက်မဲ့2080ပြည့်မွေးနေ့အတွက်မွေးနေ့ဆူတောင်းရုပ်တံလေးတွေပေးဖို့တဲ့အစီအစဉ်မှာအဲ့တော့ ဒီရုပ်တံဖိုင်လေးတွေပေးပို့ခြင်းအားဖြင့်ဘာတွေထူးထူးခြားခြားဖြစ်မလဲပေါ့နံပါတ်1ချက်က Greenit စံချိန်ဝင်းနေ့ရုပ်တံဖိုင်ပေါင်း8000စုပြီးတော့ Greenit စံချိန်တင်နိုင်ပြီဆိုလို့ရှိရင်အဲ့တော့ကမ္ဘာသတင်းမီဒီယာတွေကနေပြီးတော့အတိုင်းရှယ်တစ်ခုခုရမယ်သတင်းတွေရေးသားကြမယ်စစ်အာဏာရှင်တွေကဒီအရွယ်အထိအကျဉ်းချထားတဲ့လူလူမိခင်တယောက်ဗေဒေါဆန်းစုကြည်ကိုပြည်သူလူထုကနေပြီးတော့ အမတ်တရရှိတဲ့ရုပ်တံတွေပေးပို့ရင်းမွေးနေ့ဆူတောင်းတွေပေးပို့ရင်းကဘာမှစံချိန်တင်နိုင်ခဲ့တယ်ဆိုတော့ attention တစ်ခုရမယ်နောက်ထပ်တစ်ခုကတော့အမေစုလေအဲဒီအပြင်မှာရှိနေတဲ့ကာလတွေမှာအမြဲတမ်းဒီဟောပြောပွဲတွေမှာ ပြောခဲ့တယ် interview တွေမှာပြောခဲ့တယ်ရုပ်တံတွေမှာပြောခဲ့တယ်ကျမမှာအားကိုးစရာဆိုလို့ပြည်သူလူထုပဲရှိပါတယ်ကျမပြည်သူတွေကိုအားကိုးပါတယ်ဆိုတော့စကားတန်တဲ့အညီကျွန်တော်တို့လူထုကလည်းအခုချိန်မှာတော်လိုင်းရေးအတွက်ဆက်အနာရှင်အမြင့်ပြည့်ရေး အတွက်ဒီမိုကရေစီရရှိရေးအတွက်ကြိုးစားရုန်းကန်နေကြတယ်လို့သူကလည်းမမမင်းမလျော့ပဲနဲ့ချစ်ချင်းမြတ်တာတွေပို့တာပေးနေချောင်းကိုပြသရမယ်အစီအစဉ်တစ်ခုဖြစ်တယ်ဒါကိုမေစုပြန်ပြီးတော့ကြားသိရမယ်ဆိုရင်တေချာတာကတော့သူ့ရဲ့စိတ်ခွန်အားတွေမြင့်တက်လာစေနိုင်တယ်အဲ့တော့အချင်းထောင်ထဲမှာ ဖြတ်တန်းမှုတွေမှာကစိတ်ခွန်အားကြီးမားဖို့အရေးကြီးပါတယ်ဒါမျိုးကိုဖြတ်ကျော်နေတာကတစ်ခုတည်းသောအကြောင်းအရာနဲ့ဖြတ်ကျော်နေတာပါဒါကခိုင်မာမုံမြတ်တဲ့ စိတ်သက်စွမ်းအင်စိတ်ခွန်အားနဲ့ဖြတ်ကျော်နေတာပါ။ဒါကြောင့်ပြည်သူလူထုကသူနဲ့အတူတူရှိတယ်။ပြည်သူကသူ့ကိုအဲတတိရတယ်မေတ္တာတွေပေးဖို့တယ်ဆိုတာကိုသိရရင်လည်းပို့ပြီးတော့စိတ်ခွန်အားပြည့်ဝမယ်လို့ယုံကြည်တဲ့အတွက်ကျွန်တော်တို့လူထုကလည်းစက္ကန့်30ထက်မကျော်တဲ့ Happy Birthday ပါအမေစုဆိုတာနဲ့စတဲ့ရုပ်တံလေးတွေရိုက်ပြီးတော့ပေးဖို့လို့ရပါတယ်။ Su80 Birthday Campaign ဆိုတဲ့ page link ကိုလည်းကျွန်တော်ဒီကနေ့ညရဲ့ ဒီသတင်းကွန်မန့်မှာ link ချပြီးတော့ပင်ထောက်ပေးထားပါမယ်အဲ့ဒီက messenger နေပြီးတော့သွားပြီးတော့ပြဖို့လို့ရတာပါအဲ့တော့လုံချုံရေးရဒီလိုမျိုးဆူတောင်းပေးလို့စစ်ကောင်စီကတခုခုမလုံနိုင်ဘူးလားလို့မေးစရာရှိပါတယ်မလုံနိုင်ပါဘူးဒီရုပ်တံတွေကလူထုကိုချပြမဲ့ရုပ်တံတွေလည်းမဟုတ်ပါဘူး green စံချိန်အတွက်တီးတက်ကျွန်တော်တို့ဟို privacy ရှိရှိထားမဲ့ရုပ်တံတွေဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့သွားပြီးတော့ဒီအဲ page messenger မှာတွားပြီးတော့ပို့လို့ရပါတယ်ဒါကတော့ဒုတိယအရေးကြီးတဲ့သတင်းကြောင်းရတဲ့ပုဂ္ဂိုလ်ကျွန်တော်တင်ဆက်ပေးခဲ့တာပါအခုဆိုရင်ရုပ်တံပိုင်းပိုင်းပေါင်းပေးပို့တာက4268ခုထိရှိပါပြီနောက်ထပ်ထပ်ဝက်ကျော်လောက်လုံနေပါသေးတယ်ကျွန်တော်တို့မှာရက်ကသိမ့်မရှိတော့ပါဘူးနောက်ထပ်၄ရက်ဝန်းကျင်ပဲရှိပါတော့တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရုပ်တံဖိုင်ဒီပေးပို့ခြင်းအဖြစ်ဒီလှုပ်ရှားမှုမှာပါဝင်လို့ရပြီဆိုတဲ့အကြောင်းကိုပြောချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒုတိယအနေနဲ့ တွေ့မြင်ကြသည့်ရတဲ့သတင်းတွေတဲကမှာအရေးကြီးတဲ့လှုပ်ရှားမှုတစ်ခုအကြောင်းကိုနှိုးဆော်ရင်းနဲ့တိဆက်ပေးရလိုက်ခြင်းဖြစ်ပါတယ်။နောက်ထပ်ကြောင်းအရာတစ်ခုကိုကျွန်တော်တို့ဆက်ပြီးတော့သွားအောင်ပါဒီကြောင်းအရာကသုံးတန်းကျောင်းသူကိုတက်ဖြတ်ပြီးတော့အလောင်းစွန့်ပစ်တဲ့လင်မယားကိုဖမ်းမိပြီးဆိုပြီးစစ်ရှုံးကောင်စီကထုတ်ပြန်လာပါတယ်။အဲ့တော့သုံးတန်းကျောင်းသူကိုတက်ဖြတ်ပြီးတော့အလောင်းစွန့်ပစ်တဲ့တော်တော်လေးကိုစိုးဝါနေတဲ့ဖြစ်စဉ်တွေကျွန်တော်တို့ကြုံတွေ့နေရတာပါမတွေ့ဘူးမကြောက်ဝဲမနာတာတွေကိုတောက်လျှောက်ဆိုသလိုစစ်ရှုံးကောင်စီမအားလာရဲ့ လက်ထပ်မှာတော့ကြားသည့်တွေ့မြင်နေရတာဖြစ်ပါတယ်အဲ့တော့နှစ်တန်းကျောင်းသူ၅တန်းကျောင်းသူလေးတွေကိုယ့်အကူအဆုံးစီရင်ကြတယ်နောက်တစ်ခါအလောင်းဖြောက်ပြီးတော့ကုလေးမှာ၃တန်းကျောင်းသူလေးကိုအဲတက်ပြစ်ပြီးတော့အလောင်းစွန့်တဲ့တဲ့ရင်ကိုကျွန်တော်တို့တွေ့လာရတာဖြစ်ပါတယ်မန္တလေးတိုင်းမိကြီးလာမြို့နယ်အတွင်းမှာ၃တန်းမိကလေးငယ်ကိုတက်ဖြတ်ပြီးတော့အလောင်းစွန့်ပစ်တဲ့အမှုမှာအိန္ဒိကြီးလင်မယားကိုဖမ်းမိထားတယ်ဆိုပြီးစစ်ရုံးကောင်စီကတရင်ထုတ်ပြန်လာတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဖြစ်စဉ်ကမိထီလာမြို့နယ်ဒဟတန်းကျေးရွာမှာအခုလကျော်လဒီ 9ရက်နေ့ကဖြစ်ပွားခဲ့တာလို့လည်းသိရပါဗျ။ဇွန်လ9ရက်နေ့မှာတုံးတန်းကျောင်းသူအသက်9နှစ်အရွယ်မနှင်းရည်ဒီကျူရှင်အသွားမှာလမ်းမှာပျောက်သွားတာကြောင့်ရှာဖွေရမှာ9ရက်အကြာမှာတော့ပီနန်အိတ်နဲ့ထုတ်ထားတဲ့ရုပ်လောင်းကိုရွာတုတ်တန်အနီးမှာပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။စစ်ချုပ်ကော်စီကဒီအမှုမှာဒီတပ်ဖြတ်သူတွေဟာကလေးငယ်နဲ့အင်းကြီးချင်းတွေဖြစ်တဲ့ကိုစိုးမင်းအောင်နဲ့မလင်းစာနေစောတို့လင်မယားတအုပ်ဖြစ်တယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။အဲ့လင်မယားဟာဈေးဘိုးမရှိတဲ့အတွက်ကလေးကိုအိမ်ခေါ်ပြီးတော့ငကတ်တောင်းရမပေးတာကြောင့် ဒီပါဇက်ကိုပိတ်လေဘင်းကိုညှိရာကနေခလေးတင်ဆုံးသွားပြီးတော့အလောင်းကိုတော့ဆာလာအိတ်နဲ့ထုတ်ပြီးလေမယားနှစ်ယောက်လုံးရွာတုတ်တံမှာစွန့်ပစ်ခဲ့တာလို့ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်စွန့်ပစ်ထားတဲ့ရုပ်လောင်းကိုရှာတွေ့ပြီးနောက်ရပါပဲအင်းဒီချင်းလေမယားကိုဖမ်းမိသလိုကလင်းငယ်ရဲ့ငကက်ကိုမိတိလာဇေးကရွှေဆိုင်မှာတွားရောင်ထားတာကိုသိသိရမိတယ်လို့ဆက်ရှုံးကောင်စီကပြောဆိုပါတယ်ခင်ဗျာအခုတော့ဖမ်းထားတဲ့လေမယားကိုလူတက်မှုပစ္စည်းလူရက်မှုနဲ့မိတိလာမြို့မှာရဲစခန်းမှာအမှုဖွင့်ဖမ်းဆီးထားတယ်လို့လည်းကျွန်တော်တို့သိရှိရပါတယ်တော်တော်လေးကိုစွစွဝါးဝါး ဖြစ်နေရတဲ့ကြောက်စရာခစ်ပြက်စနစ်ပြက်ခစ်ဆိုးစနစ်ဆိုးကြီးကိုပြည်သူလူထုကြုံတွေ့ရင်ဆိုင်နေရတဲ့ဖြစ်စဉ်ပါအဲ့တော့ဒီကနေ့ရမှာထပ်ပြီးတော့တွေ့ရတဲ့သတင်းကတော့အရင်ရက်ကကိုပန္နာကြီးနဲ့ဆက်ဆက်တဲ့သတင်းပါကိုပန္နာကြီးတို့ဒီနိုင်ငံရေးတက်ကြွလှုပ်ရှားသူခေါင်းဆောင်တွေကိုအိုးဖို့ကျင်းထောင်ကိုရွှေ့တယ်ထောင်ရောက်ရောက်ချင်းမှာထောင်ဝန်တန်းတွေကဝိုင်းဝန်းရိုက်တက်ကြတယ်ရိုက်တက်ုံနဲ့အားမရသေးပဲနဲ့အခုဘာဆက်လုပ်လဲဆိုတော့ ိုးဘိုထောင်ထဲမှာထောင်ရောက်ရောက်ချင်းရိုက်ခံတဲ့တပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်တဲ့ကိုမန်သာမြေမွန်တို့ကိုစေကုတခွေမပေးဘဲနဲ့တန်ချေချင်းခတ်ပြီးတော့တိုက်ပိတ်ထားကြောင်းဒီစကိုင်းတိုင်းဒေတာတပိတ်အင်အားစုကထုတ်ပြန်လိုက်တာကိုတွေ့ရပါတယ်။ဂျွန်လာ၁၂ရက်နေ့ကမုံရွာကျင်းတော်ကနေအိုးဘိုကျင်းတော်ကိုပြောင်းရွှေ့တဲ့အထက်မှာမုံရွာလူထုတပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်ပြင်ချောင်းလူထုတပိတ်ကောင်းဆောင်ကိုမန်သာမြေမွန်လဲပါဝင်ခဲ့တယ်လို့သိရပါတယ်။သူတို့နှစ်ဦးအပါအဝင် နိုင်ငံရေးကျင်းသားအားလုံးကိုဥပုချင်းထောင်ဝန်ထမ်းတွေကထောင်ဝင်ဝမှာပဲဒုတ်တွေတန်ကျိုးတွေနဲ့ရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ်ခင်ဗျာအဲ့လိုရိုက်နှက်မှုတွေကြောင့်နိုင်ငံရေးကျင်းသားတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေကူတမှုလုံးဝမရကြောင်းကိုဝင်မိုးနိုင်တဲ့ကိုမန်သာမြင်မွန်တို့ကိုလည်းရိုက်နှက်တာခံရပြီးတော့စေဘကူတခွင့်မပေးဘဲတန်ချေချင်းခတ်ပြီးတော့တိုက်ပိတ်ထားကြောင်းသခိုင်းတိုင်းဒေသတပိတ်အင်အားစုကထုတ်ပြန်ပြောဆိုလာတာပါကိုဝင်မိုးနိုင်ရဲ့နေထိုင်စားသောက်မှုနဲ့ကျမ်းမာရေးအခြေအနေဘာမှမသိရဘူးမိသားစုဝင်တွေကိုလည်း ဆက်သွယ်ခွင့်မပေးဘဲနဲ့တိုက်ပိတ်ထားတယ်လို့သိရတယ်ဆိုပြီးတော့မုံရလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင်ကိုရှင်းတန်ကအခြေအနေသိစိတ်ကိုရှင်းပြပါတယ်ရိုက်လက်ခိုင်အားနိုင်ငံရေးကျင်းသား50ကျော်ရှိပြီးတော့ဥကောင်းလက်နဲ့နောက်ကျောတစ်လျှောက်မှာထိရှာပေါက်ပြဲဒဏ်ရာတွေရရှိထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာလူလူတပိတ်ကောင်းဆောင်နေပါဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်ရှင်သန်မှုနဲ့ကျမ်းမာရေးအခြေအနေအားလုံးကိုထောင်အာဏာပိုင်တွေကတာဝန်ခံရမှာဖြစ်ပြီးအခုလို့ ိတ်ဆက်ညှပ်မှုတွေအဲ့ဒီညှပ်မှုတွေကိုလည်းမှတ်တမ်းတင်ထားကမဝေးတဲ့ကာလမှာပြည်သူလူထုကနေတရားစီရင်အပြစ်ပေးအရေးယူသွားမယ်လို့သခိုင်းတိုင်းဒေသတပိတ်အင်အားစုကသတိပေးပြောဆိုထားပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီကနေ့ညရဲ့ဂိမ်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုစူးစီးပြီးတော့တင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။တိတ်နေမကောင်းပေမဲ့သတင်းထူးတွေရှိတော့လဲမပြောပဲမနေနိုင်ပါဘူးခင်ဗျာ။ပြည်သူလူထုလည်းဒီရက်တွဲမှာနာစေတုတ်ကွေး ငါဖျားပြစ်မှုတဲ့သူတွေကလည်းငါဖျားအဲအန်ဒီရယ်ကနေပြီးတော့ကာကွယ်ကြဖို့တော်တယ်မှာလည်းရဲဘော်တွေဖျားနာနေကြတယ်ဆိုပြီးတော့ကြားသိရပါတယ်အဲ့တော့ရဲဘော်တွေအပါဝင်ပြည်သူလူထုအားလုံးကျမကြီးကောင်းမွန်ပြီးတော့တော်လိုင်းရေးတာဝန်တွေကိုစားတဲ့တပူတဲပူထိုင်ရွက်နိုင်ကြပါစေကြောင်းဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝေယံနဲ့အတူဝိုင်းတော်သားတွေကစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့တို့ကျွန်တော်မနက်ပြန်မနက်ခင်းပါပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်လေကောင်းတက်ဆက်ခံနေရခြင်းနဲ့လည်းလည်းဒီအတွက်မှာမိသားစုမျိုးများနေတဲ့ဖက်ပြီးကိစ္စမှာမျိုးစောင့်တက်ပြီးဖက်ပြီးရတယ်လူစုမျိုးတွေချင်းများမပြုလုပ်ကြဘူးတိုက်တယ်မဟုတ်ဟဲ့ပါလေခင်ဗျာမင်းလေးနေခြင်းနဲ့လေကောင်းတက်ဆက်ခံနေရခြင်းအတွက်မှာကိုယ်ကိုချင်းများကိုယ်ချင်းများအတွက်မှာဒါမခံနိုင်ကြဘူးမိသားရခင်ဟဲ့ပါလေခင်ဗျာကိုယ့်ဘေးလုံးလုံးတက်ဆက် ်ဥပဒေထိုးနာရေရေကြောင်းတက်ဆက်ထားရေရာများကိုတော့မင်းလာချင်းကြည့်ရှင်ချင်းများမပြီးလို့ခုကိုလေမေတ္တာရက်ခံတိုက်တွန်းလို့ဆက်အပ်ပါရခင်ဗျာဒါလို့ဒီကဒီဒီဒီများနေမယ်မင်းတို့ရဲ့အိမ်ကြီးထဲမှာဘုန်းကြီးကြီးနဲ့ဘုန်းကြီးနဲ့မဖြစ်မဲ့ဒီထားကြလို့ရပါတယ်အိမ်ကအိမ်ပိုင်းမှာဘုန်းကြီးကြီးနဲ့ခေါင်းကြီးကြီးကူပေးထားကြတယ်အခုလိုပြုလုပ်ရပါတယ်ခင်ဗျာဒါကြောင့်မလို့မိမိရဲ့အိမ်ထဲမှာ လေရဲမှာကဝေနိုင်အတွက်ဘုန်းတော်ကြီးလေးကျွန်တော်ကြီးများမခုမနေစတဲ့သူပေးထားကြဘူးတိုက်ပေါ်လို့တော့အပါခင်ဗျာအခုတော့ see say just what i do me choose a bit for me favorite the on so to a that we be said me how we go see try you at me sana bring me be ma how i let me yeah you do it up be be that the this on you yeah do ana you me chemo me can me yeah you know it's right yeah you ယုံကြည်သည်ဘာမတိဒီလိုကမွေးတဲ့အောင်စီသည်တိုက်ပွဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်သမိုင်းကြည့်ပေးစက်ပြေးကြကတိပြုသင်စာတီဒီလူလူအပေါင်းပြီးစံစားပြရမည် Dai che lo vuoi tu se ti ami Todo la ponga en lleno, nada que decir. Se ingresa a tu ni, yo ya te tomé. Pero el giro su acuerdo, hasta tu empieza a mí. Tau y cosi te lo echa a mí. Sara con mi tema, taura la tu en lleno. Yeah, you do it all keep that deep inside you. Send you on a journey, she won't you can me. Then you know it's way to see me. You see me. I'm a tree. You go my way, I'll send thee. Like where I lay, like kind of ya me. Not a ago, not a me. You see me. ိုစီအသက်ပေးချတရေတော်ပေါင်းတို့သည်အမိုင်ချွေပေးဆက်သေးချကတိပြုသစ္စာတိဒီလူလူပေါင်းဤဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် Hey!